ကော်တူးလီဒေတာထဲမှာဒီချိန်ကတော့ဒေတာအခေါ်တို့ရင်ပင်ကြွေသည့်အချိန်ပါကော်တူးလီဒေတာတွေကဒူးရင်ခြံတွေကတော့တောတွေကခြံတွေပါပဲတချို့တောတွေဆိုနက်လွန်းလို့ခက်ခက်ခဲခဲကောက်ယူကြရပါတယ်အခုသွားနေတဲ့နေရာကတော့ KNU တပ်မဟာ6နယ်မြေတွေကရွာတရွာရဲ့ဒူးရင်ခြံတွေစီကိုပါ ဒီရွာကနေသူတို့ဒူးရင်ခြံတွေစီကိုရောက်ဖို့တနားရီလောက်သွားရပါတယ်။လမ်းတစ်ဝက်ကိုဆိုင်ကယ်နဲ့သာသွားလို့ရပြီးကြံတဲ့တစ်ဝက်ကိုတော့လမ်းလျှောက်ပြီးတော့ရှိုးမြောင်တောင်ကုန်းတွေကို တက်ကာသွားရပါတယ်။ဒူးရင်ဆိုတာခြံသီးနှံဖြစ်ပါတယ်။နှစ်စဉ်ရာသီချင်းရောက်တိုင်းသီးတဲ့သဘာဝသီးနှံပါ။ဒါကြောင့်ဒူးရင်ခြံသမားတွေဟာအရင်ကြီးမလိုကြပါဘူး။ဒါပေမဲ့ဒူးရင်သီးခူးတဲ့ကောက်တဲ့အချိန်မှာတော့ပင်ပန်းကြပါလေ။ ဘာလို့ဆိုဒီလိုတောင်ကြားတွေတောင်အောက်ခြေတွေကိုကြွေကျသွားတဲ့ဒူးရင်သီးတွေကိုလိုက်ရှာပြီးတော့ကောက်ရတာမို့လို့ပါအနော်အခွေလကြီးကကြိုက်ပုံတော့ခြေလက်တူလိုက်တာရဲ့အခွေလကြီးကဟိုဘာနော်လဲချကားချေရောခက်ခဲဩထီတူလည်းဒီအခွေလောင်ရင်စီအဲဝန်သားချက်တောက်ချက်ရဲ့အော်ဒါခွန်လုံးချဖတ်တာဘလုံးကနော်အနော်အခွေနော်လက်နော်လက်ထီနော်လေစီးရဲ့နော်ဖခွေချချလေးခွေဘယ်ခဲဒီဟောင်းချိုင်းဟာဘာအွန်လိုင်းဝဲခက်ချာ ဟလီဖလလီသောလဘောခဒီခမအောင်ချရတော့ဖဒီဖလမအောင်လာခေနောင်မနီမဒီခမဘောင်းချလာချလပေါ်တော့ဒွင်းရင်ဒီကောက်တဲ့အကောက်သမားတွေရဲ့ချင်းထဲမှာဒွင်းရင်ဒီဆယ်လုံးဝင်းကျင်ပါတတ်ပါတယ်ဒီလိုလေးပင်လာတဲ့ချင်းတွေကိုကြောနောက်မှာပိုးပြီးတော့တော်တွေတောင်တွေတဲကနေပြီးတော့တည်ယူလာရတာပါ ဒူးရင်းသီးကိုမြို့ပြတွေမှာတာမန်လူတန်းစားတွေတောင်ဝယ်မစားနိုင်ကြတော့တဲ့ဈေးတွေနဲ့ရောင်းချနေပေမဲ့ခြံတွေမှာတော့မြို့လူဈေးမကြည့်ကြပါဘူးဒီနေ့တော့ကော်တူးလီဒေတာတွေကဒူးရင်းခြံတချို့တဘာဝဘေးနဲ့ရာသီဥတုတန်းကြောင့်အထွက်ကျကြပါတယ်ဒူးလိုက်လည်းနိုင်ရနော်လို့တော့အစားစီညာရှိခုနေနိုင်တော့အစား ဟာအောင်ထားဝိုင်းဝန်လောင်းရအယူလနေရမလားအောင်ထားတော့ထိတယ်အမလို့ပဲပြန်ဘာလို့လဲကြိုက်ပေါ်တော့ရဲရချုံမောတာလို့လက်ကောင်ခူးกว่าလခန်းတော့ဟဲ့အယူရနဲ့ချဖူးချဒီဒီပါထရေးတယ်ကိုယ်ရဲ့ကျွန်တော်လည်းအမောင်တိုင်ခဲ့ရနော်အဲဝန်စိတ်ထွားထသီးရောက်ခါရေးသူလိုက်သားသီးလောင်းလိုက်လောင်လဘ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 လနေရအောင်မလားပြီဘောင်းဘယ်တော့ကကူမနော်လချော့လချွဲပါဘာကူမအဲလချွဲ စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မှုလက်နက်ကြီးပစ်ခတ်မှုတွေတိုက်ပွဲတွေကြောင့်ဒီဒီတာတွေဟာနှိညမရွေအန္တရာယ်တွေရှိနေပြီးတော့စပားတွေတောင်မဆိုင်နိုင်ကြတဲ့ရွာတွေလည်းရှိနေပါဗျ။တခြားသီးနှံတွေဖြစ်တဲ့တံမယာ၊ကွန်းသီးတို့ဆိုရင်လည်းရာသီချိန်ကိုရောက်ရင်ဈေးတွေကျလွန်းလို့အပင်အောက်မှာပဲပြစ်ထားတတ်ကြပါဗျ။ ဈေးရတဲ့ခါကြရင်လဲတိုက်ပွဲတွေကြောင့်လမ်းတွေပိတ်ထားလို့မရောကြရပြန်ပါဘူးသူလည်းရအခွေဩအခွေကြီးရဖန်သားတဲ့အကြီးကြီးအချမ်းတုပ်တဲ့အနင်းလမ်းပန်းဆက်တွေရေးတဲ့ထိတ်လက်ဒူရတဲ့အကြီးကောဟောင်းချအခွေကြီးလက်ကျဲပဲသူအမွဲထိတ်တဲ့ဒူးမင်းရွာတဲ့နတုပ်တဲ့လက်နီယာနောမသာ အခွေပီးဝေးလက်ကျဲမဖြစ်ဘူးမဖြစ်စေအနမဖြစ်စေ ဒီလိုခက်ခဲလာတဲ့နေရာအတွက်ဒူယင်းဒီကတော့တစ်နှစ်တစ်ခါဝင်ွေရတီးနှံဖြစ်နေတာပါဒူယင်းခြံသမားတွေကိုမေးကြည့်တဲ့အခါမှာဒူယင်းဒီဟာတရာဒီမှာနှစ်ကြိမ်လောက်ခူးရတယ်လို့ဆိုကြပါတယ်အခုလက်ရှိတမ6ပေါက်ဈေးကတော့ပင်ကြွေသီးတစ်လုံးကို8000ကနေ1000ကျော်ရှိပြီ9000တန်နဲ့အလုံးတွေလည်းရှိပါတယ်ဒီကဒူယင်းဒီတွေကတော့ငှို့တော့မော်လမြိုင်ဘက်ကိုဝင်ပြီး ရန်ကုန်လိုမြို့ပြတွေစီကိုရောက်တာလည်းရှိပါတယ်ဒေသခံတွေကတော့သူတို့ဒူးရင်သီးတွေဘယ်မှာဘယ်ဈေးနဲ့ရောင်းကြလဲဆိုတာတော့တည်တည်ချာချာမသိကြပါဘူးကောတူလီကဒူးရင်ခြံတွေကတော့အထွက်ကောင်းဈေးကောင်းတဲ့နှစ်မျိုးဆိုရင်တော့ငွေပူငွေရှံလေးတွေနဲ့အဆင်ပြေကြပြီတနှစ်တာ စားတော့ဖို့အတွက်ဖူလုံတက်ကြတယ်လို့ခြံသမားတွေကဆိုကြပါတယ်အထွက်လဲကြဈေးလည်းမကောင်း ိုက်ပွဲတွေနဲ့အချိန်ဆိုရင်တော့ရောင်းချလို့လည်းအဆင်မပြေတော့ပါဘူးဒီနေ့ကတော့အထွက်လဲကျမိုးလဲဆော့လို့လမ်းတွေလည်းပြတ်တဲ့အပြင်တိုက်ပွဲတွေလည်းဖြစ်နေပေမဲ့ကော်တူးလီဒေသတွင်းမှာအယောင်းဝယ်ဖြစ်နေပါသေးတယ်အမေချလီလနီနာကျွမ်းနော်ဟချုံမောဟာတာဖန်ကိုအဒအောင်ဒအဝတီတူလနာခွေဟောင်းချအခွေဘဘာပေါစီအပေါစီအပေါစီနဲ့ဘအခွေဘဘာကြီး အခုတော့ဟောင်းလလွားခေါ်ရိုးအိုင်လနော်အေးဘူးအယောင်းဝယ်တွေမဖြစ်တော့တဲ့အချိန်ရောက်ရင်တော့ဒီဒေတာတွေကဒူးရင်သီးတွေဟာဈေးတက်တက်တာတာနဲ့စားလို့ရမယ့်အချိန်တွေကိုရောက်သွားတော့မှဖြစ်ပါတယ်ခင်ဗျာ